နောက်ဆုံးသပုတ်ကတော့ရုပ်ရှင်ပရိသတ်တွေစိတ်ဝင်စားမဲ့သတင်းပါအိန္ဒိယရုပ်ရှင်တွေကြည့်တဲ့ပရိသတ်တွေကတော့ထိတ်တဲမင်းသား VJ ကိုတီးကြမယ်လို့ထင်ပါတယ်သူဟာဟိုးအရင်တခေတ်ကမင်းသားကြီးအမီတာဘတ်ချန်လို့ပဲအိန္ဒိယမင်းသားတွေထဲမှာနာမည်အကြီးဆုံးဖြစ်ပြီးတော့နိုင်ငံရေးထဲမှာပါဝင်လာတဲ့မင်းသားဖြစ်ပါတယ်တမီရုပ်ရှင်လောကရဲ့အကျော်ကြားဆုံးကျယ်ပွင့်နေတဲ့ကတဦးလေးဖြစ်တယ်လို့အိန္ဒိယနိုင်ငံရဲ့ဝင်ငွေအကောင်ဆုံးရုပ်ရှင်မင်းသားလည်းဖြစ်ပါတယ် သူဟာတမီနာဒူပြည်နယ်မှာနိုင်ငံရေးပါတီတစ်ခုကိုထူထောင်ထားပါတယ်။ TVK လို့အတူကောက်ခေါ်တဲ့သူ့ပါတီအတွက်မကြသေးခင်ကတော့မဲဆွဲတရားပွဲတွေကျင်းပနေခဲ့ပါတယ်။ရုပ်ရှင်လုပ်ငန်းမှာပြည်သက်အားကကောင်ရထားတဲ့ VJ ဟာသူ့ပြည်သက်တွေကိုသူ့ပါတီရဲ့အမာခံတွေအဖြစ်လဲပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒါပေမဲ့စက်တင်ဘာလနောက်ဆုံးအပတ်ထဲမှာလုတ်ခဲ့တဲ့သူ့ရဲ့မဲဆွယ်တရားဟောပွဲမှာတော့တဲရောက်ကြတဲ့လူတွေများလွန်းလို့လူတွေစက်တိတ်ပြီးတည်ဆုံမှုတွေဖြစ်ခဲ့ရပါတယ်။ထောင်နဲ့တောင်းနဲ့ခြည်တဲ့ပြိတက်တွေကြားမှာလူညက်ပြီးအ ਨੇ ဆုံးလူ39ယောက်တည်ဆုံခဲ့ပါတယ်။ဒီအဖြစ်ပြက်ပြီးမှာတော့ VJ ကသူ့ရဲ့တရားပွဲတွေကိုနှစ်ပတ်ရပ်နာထားမယ်လို့ကြေညာထားခဲ့ပါတယ်